ကဲလုတ်ဆဲလက်နေတုံးဆိုတဲ့အထဲပဲရတယ်။ထိုင်းစကလုံးကိုအလွယ်ကူဆုံးနှီးလဲ့နဲ့အထူးထူးလေ့လာကြည့်အောင်ပါ။လုတ်ဆဲဒါမှမဟုတ်လုတ်နေတုံးဆိုတဲ့အထဲပဲကို ထိုင်းဘာသာစကားမှာကမ်လန်လို့ပြောပါတယ်။အတန်အတွက်ကတော့ကမ်လန်ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပထမဆုံးသူ့ရဲ့အခြေခံအထဲပဲကိုကြည့်ကြရအောင်။ကမ်လန်ဆိုတာကတော့အခုချစ်ချင်းလုတ်နေတယ်လို့ပြောခြင်းတဲ့အခါမှာ ကရိယာရဲ့အရှိမထဲပြီးအသွင်ပြူရတဲ့စကလုံးတစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့ဖွဲ့စည်းပုံကတော့တိတ်ကိုရှင်းပါတယ်။ kamlan plus verb ဒါမှမဟုတ် kamlan plus ကိုလုံးမထဒီပုံစံအတိုင်းပါပဲ။ okay ဒါဆိုဘလို့သုံးမလဲဆိုတာဥပမာလေးတွေနဲ့ကြည့်လိုက်ရအောင်။အရင်ဆုံးမြန်မာလိုစဉ်းစားကြည့်မယ်နော်။ จนอสานีเรทายโลซอยเนาะผมกําลังเกินตูเอ้นี่เรทายโลกาเนาะเขากําลังนอนตูรูกะซานีทยโลก พวกเขากำลังเล่น เก๋นาแท้แทงสาวจองลีดีโกสจิยาวฉันกำลังแอนนังสี อธิเบกาโรจะมาสาพเนตองของกำลังขับรถดากาโรตูกามองเนตองเรากำลังแฟนเพลงสุรดากาโรงาดูตะเชนนาทองเนตอง ဒါဆိုရင်ဒီကမ္လန်းကိုဘလို့အခြေအနေမျိုးနေမှာအသုံးများတယ်လဲအဓိကအဖင်အခြေအနေ၃မျိုးမှာ၃လရှိပါတယ်နံပါတ်၁ကလက်ရှိ အခိုက်အတန့်မှာတကယ်ဖြစ်နေတဲ့ကိစ္စတွေမှာသုံးပါတယ်ဥပမာ ဖုံးပြောနေတော့တကားလာခောက်ရင်ခဏလေးနော်ကျွန်မဖုံးပြောနေတော့လို့ပြောတာမျိုးပေါ့နံပါတ်၂ကကိုပြောနေတဲ့အချိန်မှာတပြိုင်နက်တည်းဖြစ်နေတဲ့ကိစ္စတွေမှာသုံးပါတယ် ဥပမာမင်းရောက်လာတဲ့အချိန်တောင်တီခွန်မာချန်ရေချိုးနေတော့ချန်ကမလန်အပ်နမ်ဆိုရမျိုးပေါ့နံပါတ်3ကတော့ခီးသွားတာနဲ့ဆိုင်တဲ့ကရိယာတွေနဲ့တွဲပြီးတော့အနာဂတ်အနည်းဆက်ဆုံးကိုပြတဲ့အခါတုံးပါတယ်ဥပမာငါတို့ထွက်ခွာတော့မယ်ဆိုတာကို foreground ကမလန်ချက် or dantan ဒီနေရာမှာတော့ကြဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့ ကြခင်လို့တော့မယ်ဆိုတဲ့အတိအပယ်ကိုပြောတာဖြစ်ပါတယ်။ကဲဒါကြောင့်နားလေရအလွယ်ဆုံးဖြစ်အောင်ချုပ်ပြီးပြောရရင်တော့လုံးစဲဒါမှမဟုတ်လုံးနေတုံးဆိုတဲ့မြန်မာစကားကိုထိုင်းလိုပြောကျင်တယ်ဆိုရင်ကိုပြောကျင်တဲ့ကရိယာရဲ့ရှေ့မှာကမ္လန်ဆိုတာလေးကိုထည့်ပေးလိုက်ရုံပါပဲ ဥပမာ စားတဲ့က king စားနေတဲ့ကတော့ ကမ္လန်ကင်းဖြစ်သွားမှာပါဒီလွယ်ကူတဲ့နီလန်းလေးနဲ့ဆိုရင်ထိုင်းစကားပြောတဲ့အခါအခုလုံနေတယ်ဆိုတဲ့အတိပဲကိုပို့ပြီးတော့ကြွယ်ဝစွာဖော်ပြနိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာတ िश ူပေးတဲ့ထို့လဲအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ